ဖြတ်မဲ့ဖြတ်လေရှေ့ကဒုတာဝင်ရေးသုံးမတော့ဘာလို့ဖြတ်ခဲ့ပါလားအဲ့ဒါမဖြတ်ဘူးဘာမှမသိတာတွေဖြတ်ဖြတ်ဖြစ်ခဲ့တော့ကျွန်တော်ကတစ်ချိန်ကျတော့ဒါလောက်တောင်ဖြစ်လာတဲ့ sensor စင်ခေါ်ပြီးရိုက်မယ်ကျွန်တော်ကောက်တကွက်မှမဖြတ်เสียအောင်ဆိုပြီးတော့ကောင်လေးတယောက်နဲ့ကောင်မလေးတယောက်ချစ်ကြကြိုက်ကြအိမ်တော်ပြုကောင်လေးဘက်ကဆွေမျိုးတွေကအိမ်မော်တက်လားကောင်မလေးဘက်ကဆွေမျိုးတွေကလည်းအိမ်မော်တက်လားအဲ့ဒီလိုအဲ့ဒီလိုအိမ်မော်ကိုရောက်လာတဲ့ဆွေမျိုးတွေ ပြဿနာရှာကြတော့အဲ့ဒီလင်မယားမှာဒုက္ခရောက်ပြီးတော့ဆွေမျိုးတွေလက်ကလွတ်အောင်ယုံထွက်သွားတယ်ဆိုတဲ့ဇာလန်းလေးရိုက်တာဇာကားနံပါတ်ကိုလည်းယူးယူးလေးပြေးလိုက်တယ်အမျိုးကိုချစ်ပါအဲတကယ်ပဲဗျာစင်စားတကတ်မှမဖြတ်ဘူးဒါပေမဲ့ကျွန်တော်စင်စားအဖွဲ့ကခေါ်တွေ့တယ်ဇာကားနံပါတ်ပြောင်းပေးပါတဲ့ဟုတ်ဗျာဟာဘာမှလုံမရလက်ပတ်ပြီးဘယ်လိုဖြစ်ရလဲဘာဖြစ်လို့တော့ကျွန်တော်ကားနံပါတ်လေဟုတ်တယ်အမျိုးကိုချစ်ပါလေဟုတ်တယ် ဘာဖြစ်လို့ပြောင်းရတာလဲကျွန်တော်တို့အကြိမ်ကြိမ်စဉ်းစားပါတယ်ကိုစားကနာတဲ့အမျိုးကိုချစ်ပါဆိုတော့အမြင့်ကိုချိုးပါလို့အဓိပ္ပာယ်ရတယ်တဲ့ဟာကျွန်တော်ကိုမစဉ်းစားမိဘူးဗျာအဲဒီစကားကိုနော်ငကူကမြကျွန်တော်စဉ်းစားမိခဲ့ရင်ဇာကားနာမည်ကိုအမြင့်ကိုချိုးပါလို့စပေးတယ်ဒါမှကျွန်တော်အမျိုးကိုချစ်ပါပြန်ဖြစ်မှာလေစသူတို့ဘာသူတို့တွေးတာအဲ့တော့အဲ့ဒီဟာတွေကကျွန်တော်တို့ ဖိအားပေါင်းမြောက်များစွာအခုတော့အဲ့ဆေစာဖွက်လည်းမရှိတော့ပါဘူးပြက်သွားပါပြီအဲ့တော့ဖိအားပေါင်းမြောက်များစွာဂျားမှာကျွန်တော်တို့ကလောက်ရတော့ဟိုကနေလှည့်ထွက်ဒီကနေလှည့်ထွက်နဲ့ဖန်တီးခဲ့ရတာအမှုပညာတွေကိုကျွန်တော်တို့ရဲ့အမှုပညာသမားတယောက်ရဲ့လွတ်လပ်ခွင့်ရပိုင်ခွင့်အခွင့်အရေးနှီးမျိုးစုံရင်းပြီးကျွန်တော်တိုက်ခဲ့ကြအခုကျတော့ကျွန်တော်တငယ်ချင်းတွေကပြောတယ်စင်ဆာတွေမရှိတော့ဘူးတဲ့စာပေမှာလည်းမရှိတော့ဘူးရုပ်ရှင်မှာလည်းမရှိတော့ဘူးငါတို့တွေပြက်လုံးမပြက်တတ်တော့ဘူးစင်ဆာမရှိရင်သူတို့မပြက်တတ်တော့ဘူးလေ စင်စာရှိနေတော့ဟိုနားရှောင်ပြက်ဒီနားရှောင်ပြက်ပြက်တာ ਉਹ ကျွန်တော်ကလည်းပြောပါတယ်အာမမင်းတို့ဘာမှအားမငယ်ပါနဲ့လွတ်တော်ရှိနေသမျှပြက်လုံးမရှားဘူးအဲ့တော့ကျွန်တော်စသုံးလုံးကပြောလာတဲ့ဓာတွေကိုကျွန်တော်ကတခုချင်းစီပြန်စီပြရစီအဲ့ဒီလိုကျွန်တော်တို့လည်းကိုယ့်ရဲ့ရပိုင်권အခွင့်အရေးဆိုတဲ့ right ဆိုကျွန်တော်တို့ကကျွန်တော်တို့တာဝန်တစ်ခုလို့ responsibility တာဝန်တစ်ခုလို့ကျွန်တော်တို့ယူခဲ့ကျွန်တော်တို့လုပ်ရင်ကျွန်တော်တို့ခံရမယ်ဒါပေမဲ့ကျွန်တော်တို့ရဲ့အခွင့်အရေးတွေကျွန်တော်တို့တောင်းဆိုရမယ်တိုက်ပွဲဝင်ရမယ်ဆိုတဲ့စိတ်နဲ့ကျွန်တော်တို့လုပ်ခဲ့ရင်ကျွန်တော်တို့တာဝန်ကျေပြွန်တယ်လို့ဆိုပေမဲ့ကျွန်တော်တို့ဟာတာဝန်သိယုံနဲ့မရပဲအဲ့ဒီတာဝန်နဲ့ကျင့်ဝတ်ကိုဆက်လက်ထမ်းဆောင်မှုလိုတယ်ဒီလိုမှသာ rule of law လို့ခေါ်တဲ့ဥပဒေစိုးမိုးရေးဆိုတဲ့ခေါင်းစဉ်စီကိုကျွန်တော်တို့တည့်တယ်သွားမယ်